ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဘောဘနဲ့နဲ့နေတာကိုမြင်တော့အစပန်းချကသူ့စီကိုရောက်လာပြီးတော့စကားပြောလိုက်ပါရစေ။ဒီခေါင်းပြောင်ကြီးနဲ့ဒီလောက်ကြီးပြေးလွားနေတာမကောင်းပါဘူးကွ။ခေါင်းပြောင်ကြီးရွာထဲမှာငါ့ကိုအားပေးမြင့်တင်ပြီးတော့ပဲပြောနေလိုက်။အချိန်ရောက်ရင်အသီးပွင့်တွေကိုအာမခံနေရလိမ့်မယ်။လဲရဲ့မူလပိုင်ရှင်ကိစ္စကတော့အချိန်ရောက်ရင်သူကိုယ်တိုင်လည်းအာမခံနေပေါ်လာပါလိမ့်မယ်။ အဲ့လိုပြောပြီးတော့စပန်းချ်ကအဲ့ဒီညကနေထွက်သွားပါတယ်။ဒီမှာတော့တက်ကလာကဒေါသနဲ့မိတောက်နေရင်လည်းရှင်နေကနေထွက်လာခဲ့ပါတယ်။သူကောင်းမှာတော့ဖားတက်ကောင်ထိုင်နေပြီးတော့ပကုန်းတစ်ဖက်ပေါ်မှာလည်းစက်တွေရှိနေတယ်။အဲ့ဒါတွေကိုခါဆိုင်နဲ့သူကဒေါသတကြီးပြောလိုက်တယ်။ငါစောင့်နေမယ်။စောင့်ကြည့်နေမယ်။မြေခွေးမျက်နှာနဲ့စပန်းချ်ကြီးအစိမ့်တိုင်မင်းကိုလည်းငါတွေ့အောင်ပါ။လောလောဆယ်မှာတော့အဲ့ဒီကန်ဆိုးတဲ့ခန်းရှံကိုရှာရမယ်။ တချိန်ကဂန်ရှန်လို့အမည်ရတဲ့သူတို့ကတက္ကလာပရာဆက်စီကနေရူဘီတောင်းတထောင်ချေပြီးတော့မှထွက်ပြေးခဲ့မှုလေသူရဲ့ပစ္စည်းဥစ္စာတွေကတော့ဒီရွာမှာကျန်နေတော့မယ်ဂျပန်ဘသူကမှသူ့ရဲ့လိပ်စာကိုမသိကြဘူးတက္ကလာပရာဆက်ကအခုချိန်ထိသူ့ကိုလိုက်ရှာနေတော့မယ်ဒါကြောင့်လေလဲပေါ်ကဂန်ရှန်နာမည်ကိုဖတ်လိုက်မိတဲ့အခါမှာသူကအယံစိတ်လှုပ်ရှားသွားခဲ့တာပါဆာပန်ချိန်ကနေပြန်လာတော့လေသူကအရိယာကိုရေရွနေတော့မှာပဲနောက်တစ်ချက်တော့ဒါဒီလေအဲ့လေက အဲ့ဒီခန်းရှမ်းရဲ့လှဲပဲလားဆိုတာကိုသိရရင်တော့ကောင်းပါပဲ။ဇက်ကလာဘရဆက်ကသူ့မသာသူရေရိုးနေတယ်။အဲ့လိုဆိုရင်တော့ငါကတစ်ချက်ကုန်တစ်ချက်ပြဖြစ်ပြီပေါ့။တစ်ဖက်ကပွဲစားရဲ့လဲပတ်နေတဲ့စီးပွားရေးကိုဖျက်ဆီးနိုင်မယ်။ဆိုလိုတာကသူ့ရဲ့အရင်းနှီးဖြစ်တဲ့လဲကငတ်လက်တဲ့ရောက်လာမယ်။အတိုးအနေနဲ့ခေါင်းငုံပြီးတော့ပါနီပူရီကအမျက်ကိုပါယူလိုက်နိုင်မယ်လေ။နောက်တနေ့မနက်စောစောမှာရွာရဲကလူတိုင်းကကိုလုံးနစ်ကိုအလုံများနေကြတော့ရွာရဲကို စာတူးပပတပါရောက်လာခဲ့ပါတယ်။သူ့နာမည်က ွန်ဂရူချမ်းချမ်းဖြစ်တဲ့သူကဟိုဘက်ဒီဘက်လက်လဲပြီးတော့ရွာလေကောင်မှာစကန်းချကဖះရှိကိုသချင်းတွေကိုစတင်တီးဆိုပါတယ်တန်တနာတန်တန်တန်တာရာတင်တို့ရဲ့ကောင်းတဲ့အရာအလုံးမြ мян ဖြစ်ပါစေဘာပဲပေကံပေကံတင်တို့ကံကြမာရဲ့တော့ကလောက်လေးပွင့်သွားပါစေတန်တနာတန်တန်တနာချက်ချင်းကောင်းချီးပေးပါစေသူ့အမေတော့ရွာလေကနှုတ်တွေကပထမဆုံးရောက်လာခဲ့တယ်ဟေးဘဘကြီးဒီရွာကိုသူတော်စင်တပတ်ရောက်လာတာကြားလာပြီ။ ကျွန်တော်တို့ကံကြမ္မာတွေကရောထွေးနေတယ်ဒီရွာမှာလူတိုင်းကကောက်ချစ်ပြီးတော့စိုးသွမ်းကြပါတယ်ကျွန်တော်တယောက်ပဲတစ္ဆာရှိပြီးတော့ရိုးသားတာပါအခုကျွန်တော်ကံကြမ္မာကိုတောက်ပအောင်လို့လှုပ်ပေးပါအောင်ပပကြီးဟေးမင်းအယူအုံနောက်အယူမပါတဲ့ကဘာဒီမင်းကငါ့ကိုအယုံသမားလို့ထင်နေတာလားငါရဲ့နာမည်ကဂွန်ဂရုချန်ချန်ဘာဘာကငါကစားသောက်ဆိုင်ကိုတော့အသေးစားဆိုင်အဖြစ်ပြောင်းလဲပြနေတယ်မင်းရဲ့နို့နဲ့ရေကိုငါမယုံဘူး ငါကိုကူညီပါကွာငါမင်းကိုချမ်းသာအောင်လုပ်ပေးမယ်ဒီရွာကလူကြီးလူငယ်အားလုံးငါစီကိုခေါ်လာပြီးတော့ငါကိုဝတ်ပြုခံလိုက်ငါမင်းကိုချက်ချင်းကြီးကောင်းကျိုးဖြစ်စေရမယ်နော်ကောင်းပါပြီဘဘာကောင်းပါပြီအဲ့ဒါကဘာမြတ်ခတ်ခဲ့တဲ့အလုပ်မလို့လဲနေ့လည်းအထီးပဲစောင့်ပါတော့မီလာဂျူလာအဲ့လိုပြောပြီးတော့노တယ်ကအဲ့ဒီနေရာကနေထွက်ပြေးသွားပါတယ် ဒီမှာတော့အကွန်ဂရုဘာမာကသူ့ရဲ့ဖျားရှိကိုတချင်းကိုဆက်ဆူနေပါတယ်။နေ့လယ်ရောက်တော့အကွန်ဂရုဘာမာပပလယ်မှာလူအများပြားကအုံခဲတဲ့လူအုပ်ကြီးဖြစ်နေပါပြီ။အဲဒါကြောင့်မလို့ဥဂျိုလာမေရဲ့လယ်မှာဒီနေ့ဖောက်တဲ့တယောက်မှမရှိတော့ပါဘူး။ဟေးဒီမျက်စိကန်တွေဘာဖြစ်ကုန်တာလဲ။ဟုတ်တယ်။သူတို့ကဒီနေ့လဲစီလာပြီးတော့ပါနီပူရီမစားကြတော့ဘူးလား။အယောနော်ရိအရန်စားပြီးတော့များယူကုန်ကြပြီလား။ဟေးဆေးရဲ့စတီယာရင်ကမှန်နေပေမဲ့ တထဲကြီးတခြားတရားရောက်ခါများမောင်းနေနေတာလားဘသူကမောင်းနေတာလဲဟေးရွာကိုအရန်နမယ်ကြည့်တဲ့ဘာမှတပါရှောင်းလာတာနမယ်ကဂွန်ဂရုချမ်းချမ်းနဲ့သူ့ကိုမြင်တာနဲ့ဘဝမှာအပြောက်ဆုံးသွားတဲ့ချင်းစင်းတွေကိုပြန်ရတယ်လို့ပြောကြတယ်အေးဒီလောက်တကိုးကြီးရဲ့သူတွေရှိရင်ငါတို့လည်းသွားပြီးတော့ဖူးမြော်တင်တယ်နော်ကဲညီလေးရေဒီနေ့စီးပွားရေးကကျမပဲဆုံးပြီဖူးမြော်ဖို့အတွက်သွားချစို့ဦးဇိုလာမယ်က ကွန်ဂျူနဲ့ဘွန်ဂျူရိုနဲ့အတူတူဂွန်ဂရူပပါရှိရာစီကိုထွက်သွားပါတယ်။ဂွန်ဂရူပပါကိုဖူးမြော်ဖို့အတွက်လူတိုင်းကတန်းစီနေကြတယ်။ဘပါက လူတိုင်းရဲ့ပူဇော်တက်ကာရီကိုလက်ခံပြီးတော့ကောင်းစီပေးကဖျားရှိကိုသချင်းတွေကိုဆွေးနေအတိတ်နဲ့အနာဂတ်ကိုပြပြနေပါတယ်။တင်းတို့ရဲ့အရာတွေအမြန်ဆုံးချိန်ကောင်းဝင်ဖြစ်ပါစေ။အဲ့ဒီချိန်မှာပဲတက်ကလာပရာဆက်ကဂွန်ဂရူပပါစီကိုရောက်လာဖူးမြော်ရင်းနဲ့ချိန်လောင်စွာအော်ပြောလိုက်ပါတယ်။တွေ့ပြီတွေ့ပြီ။ဂန်ရှန်ကိုတွေ့ပြီ ဟေးရွာသားတို့ရင်ကြည်ကြည်ကြပါအောင်ဒါပဲစင်မူရရွာသားအလုံးကတကလာပရာဆိုင်ရဲ့စကားကိုအယုံဆိုင်ပြီးတော့မှနားထောင်နေကြတော့မှရဲတွေကရွာလေးကိုရောက်လာပြီးတော့ဘယ်သူမှမသိလိုက်ခင်မှာပဲဂွန်ဂရူးကိုဖမ်းဆီးလိုက်ကြပါတယ်အဲ့ဒါကဂွန်ဂရူးပပမဟုတ်ဘူးအဲ့ဒါကဂန်ရှန်ပဲသူကလူတွေအများကြီးကိုလိန်လည်ထတာလေဒီလိန်လည်သူတွေကမင်းနာဘူးရွာမှာပုန်းနေတယ်ဆိုတဲ့သတင်းရလို့အားရကဒီကိုစီးနေဝင်ရောက်ပြီးတော့ဖမ်းမိခဲ့တာ တန်တနာတန်တန်တန်ထရာငါတို့ရဲ့လေဝါချက်တွေအားလုံးဖောထုတ်ခံလိုက်ရပြီ ဆိုလိုတာကဒါကဥဇိုလာမရဲ့လက်နဲ့ပတ်သက်နေတာပေါ့ဆိုလိုတာကငါငွေမပေးရင်တော့ခေါင်းငုံပြီးတော့အမျက်ကိုရတော့မယ်ဟုတ်တယ်ဟုတ်တယ်ငါမင်းကိုတွန်းထုတ်ပြစ်မယ်ဟေးမင်းကလဲဘက်ကိုမျက်စိကြောင်ကပ်ပြီးတော့ကြည့်နေလိုက်ရင်တော့ငါမင်းရဲ့မျက်လုံးတငယ်အိမ်တွေကိုပါနေပူရီဆက်တဲ့ရေနဲ့ငါဆေးပြစ်မယ်နားလည်လား ူတို့နှစ်ဦးကအငင်းပွားနေတော့မှပဲစာပန်ချကရောက်လာပြီးတော့ပြောလိုက်ပါတယ်။နီးပညာအရာပြောရရင်ဂျာကငါရဲ့ပြင်းရှိသူစရင်ဟောက်ခန်ရှန်ခော့ဂွန်ဂရုပဲ။သူကငါစီကပတ်စံယူပြီးတော့ဈေးထဲမှာပါနီပူရီလုပ်ငန်းနဲ့စခဲ့တယ်။ဂျာပမဲ့ရှန်နေငယ်တွေမှာပဲသူကခိုးယူမှုတွေကြောင့်မလို့ဒီလဲကိုဥကျလာမယ်စီချောင်းပြီးတော့ဒီကနေထွက်ပြေးသွားခဲ့တာ။ဒီနေ့ရက်တော်ကြမှာသူကသူ့ရဲ့ရွာတွေကအိမ်ဟောင်းကိုရောက်မှုအတွက်ဘာဘာရောင်ဆောင်ပြီးတော့ပြန်လာခဲ့တာ။ အခုငါရဲ့မဆက်ရသေးတဲ့ငွေရဲ့မူရင်းနဲ့အတိုးကိုကြည့်ရအောင်။ဒါဆိုသူ့ရဲ့မြေအိမ်နဲ့ဥဆူလာမေကိုပေးလိုက်တဲ့လှဲအားလုံးကအာမခန်ဇန်နေကအပိုင်မယ်။ဆိုလိုတာကစပန့်ခမားကဒီလဲကဘသူလဲလဲဆိုတာကိုသိနေကြတာပေါ့။ခမားဒါကို အာမခန်ဇန်နေပြောနိုင်တယ်။စပန့်ချဲ့စကားကိုနားထောင်ပြီးတဲ့နောက်ဥဆူလာမေတက်ကလာပရာဆက်နဲ့ဂွန်ဂရူးခေါ်ဂန်ရှန်ကြောင့်စိတ်တိုက်ခဲ့ရတဲ့ရွာသားတွေကတယောက်နဲ့တယောက်ရန်ဖြစ်ကြပါဗျ။ အဲဒီချိန်မှာရဲတွေကအချင်းတွေကိုထိမ့်သိမ်းမှုအတွက်လေထဲကိုတနတ်တွေနဲ့ပြဖောက်လိုက်ကြတယ်။တနတ်ကြီးစံကအသိပင်ကိုဓာတ်ရိုက်ထိပြီးတော့မှပြားအုံကိုသွားမှန်ပါတယ်။ပြားရီများကြီးကရွာသားတွေကိုတိုက်ခိုက်ကြတယ်။ပပတ်လေချိန်မှာချုပ်ထွေးပွက်လို့ရိုက်နေတဲ့အချင်းတွေလည်းပြဖောက်လာခဲ့ပါတယ်။အိမ်နာမှာတော့မူကာဗလာစင်းတဲ့သိပ္ပံပညာရှင်ယူဂျင်အောင်တို့ကလည်းအိမ်ညာကိုရောက်လာကြတယ်။အိမ်လိုပြေးလွှားနေတာကိုမြင်တဲ့အခါမှာမူကာဗလာစင်းကပြောလိုက်တယ်။ဟေး အယူဟိုမှာကြည့်လိုက်စမ်းရွာလင်ကုံကရူးရှိတယ်မင်းကအဲ့ဒီမေဈေးကိုငါမျက်နှာပေါ်မှာဖြန်းလိုက်တဲ့နေ့တည်းကငါပြောပြနေတာကအဲ့ဒါပဲလေအခုသူကချက်ပြီးတော့ထွက်ပြေးဖို့ကြိုးစားနေတယ်သူကိုဖမ်းလိုက်ဖမ်းမို့မလို့ဘူးအယူရဲ့ဆေးဖြန်းတာက အလုံးလုံးအောင်မှာပါအဲ့လိုပြောပြီးတော့မှယူချင်ကြောင်သိပံပညာရှင်ကထွက်ပြေးနေတဲ့လူအုံနာကိုဆေးဖြန်းလိုက်တယ်လူတိုင်းကသူတို့ရှိတဲ့နေရာမှာပဲရက်သွားကြတယ်ငါငါဘယ်သူလဲ ငါကဘာမှလဲဘာတွေဖြစ်သွားတာလဲမင်းကောင်းကဘလို့ဖြစ်ပြီးလဲသွားတာလဲဒါကတော့အမခံချက်မရှိပဲဖြစ်သွားတာမျိုးပဲထင်တယ်တန်တနာတန်တန်တန်သာရာကြီးစုညံတန်တွေအားလုံးကိုငါမိသွားခဲ့ပြီရဲတာငါတို့ဒီကိုဘုသူမင်္ဂလာဆောင်အတွက်ရောက်နေရတော့ဟေးမင်းတို့ကအယူရဲ့ဆေးဖြန်းတာနဲ့အုံနောက်စေးတာကိုခံလိုက်ရတာရှုံကန်နဲ့ရေချိုးပြီးတော့အရှင်နာကြီးအိတ်လိုက်အဲ့ဒါဆိုရင်အကုန်ပြန်မှတ်မိလိုက်မယ်နားလဲလား အင်စပက်တာမင်းကြီးခမရတို့ကဒီကွန်ကရုကိုဖမ်းဖို့လာတာသူ့ကိုခေါ်သွားလိုက်ပါ ကျန်တဲ့လူတွေကိုအိမ်ကိုပြန်ကြလာမြင်မြန်သွားကြစို့နောက်တနေ့မှာတော့ဦးချိုလာမယ့်ရဲ့အလဲကရဲစခန်းမှာတင်းစီခံလိုက်ရပါတယ်ဘာလို့လဲဆိုတော့ဒါကရွာရဲ့အငင်းပွားဖွယ်ရာပိုင်ဆိုင်မှုတစ်ခုဖြစ်နေလို့ပါပဲလဲကနေအမြဲရဖို့စူးစမ်းခဲ့တဲ့စာပန်းချီနဲ့တက်ကလာပရာဆက်တို့လည်းခေါင်းကုပ်ပြီးတော့ကြံ့ရစ်ခဲ့တယ်ဂျပန်တယောက်ချီတူတယောက်လဲဖြစ်ကြတဲ့ဖြစ်စဉ်မှာ ်ဘသူကမှဘာမှမရလိုက်ပြန်ပါဘူး။ဒါပေမဲ့ကြာကမီနာပူပဲလေဂျီကလူတွေကသူရဲ့အကျင့်စိုးတွေကိုဘလို့လို့ဆွန့်ဆွန့်နိုင်ကြမှာလဲ။ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်